ုကြည်ဆိုတဲ့စိတ်ကောင်းချိတ်ပြီးတော့ခွေးသားရောင်းတာမျိုးတွေခမရတို့ဘလောက်ခံနေကြမှာတို့ရိုရင်ဂျာတို့ဘာလို့ညာတို့အရေးတွေနော်အိုအာဂျင်တီးနားတို့ဘာလို့မှသွားပြီးတော့တရားစွဲတဲ့ဟာကအဝေးပဲဘယ်သူမှမလာတဲ့နိုင်ငံတွေမှာစွဲမနေနဲ့ဘင်္ဂလားဒေ့ရှ်တို့ယိုရီးယားတို့မှာသူတို့ရဲ့ဟာကဗျာโอเคกูมีตั้งနိုင်ထားတယ်ဆိုกูตั้งထားတယ်မြေထဲမှာနေလေဟုတ်လား ဟာအဲ့ဒီဟာအတွက်မင်းတို့ကခုခံတော်လှန်ပိုင်ခွင့်ရှိတယ်လို့ဆိုပေမဲ့မင်းတို့လှုပ်ဆောင်တဲ့စစ်စင်ရေးတွေနဲ့စစ်ရာဇဝဲမှုတွေအပေါ်မှာတော့ကဘာကြီးကခွင့်လွတ်ပေးထားတာမဟုတ်ဘူးလို့ဆိုတဲ့ theory ရှိတယ်ဗျာနော်အဲ့မဲ့ထွန်းမြတ်နိုင်တို့ဘာလို့ဘင်္ဂလားဒေ့ရှ်တရားရုံးတစ်ခုခုလို့ဘာလို့ညာတို့မှာတင်းဆွဲခင်ဗျားတို့အဲ့ဂျီနိုဆိုက်တရားခံကောင်းနေတဲ့တွေ့ရောနော်ထွန်းမြတ်နိုင်တို့လိုဟာမျိုးတွေအန်ယူဂျီတို့ဘာလို့ညာတို့လဲသူတို့သုံးတာငွေချင်းမရှင်းနိုင်ဘူးမလားမရှင်းနိုင်ယူရီးယားမှာရှိတယ် ။ပြာရုံတစ်ခုခုမှာစွဲအဲ့ဒါအဲ့ဒါကိုစကလုံးအရ Universal Duty Tiering လို့ခေါ်တယ်ဗျာနော်။ ိန်တော့သတင်းစာလေးထုတ်ခွင့်ရဖို့လို့ဆိုတော့ဗာပြောတယ်ထင်တော့အခြေခံဥပဒေကပေးထားချက်မဟုတ်လို့တဲ့ဆိုတော့အခြေခံဥပဒေကဘာလို့ဆိုတော့84လေးဟာ88လူလူလှုပ်ရှားမှုကြီးနဲ့နော်တပါတီအာဏာရှင်စနစ်ကိုတိုက်ဖြတ်မှုနဲ့အတူတူနော်94ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကတမိုင်းအမိုက်ချင်းတွေရောက်သွားပြီးတော့ဘာဝညာတို့မိုးပြောကျိုးပြောတွေပြောတာပဲဒါပေမဲ့လက်တွေ့ဘဝမှာခံခဲ့ရတာကျုပ်တို့ကနော်အဲ့တော့ မြင့်ရည်နှစ်ခါတောက်လို့မရတယ်လို့ပဲဗျအဲ့ဒီခေအဲ့ဒီအချိန်တုန်းကသာအကျုပ်တို့ကသတင်းစာထုတ်ဝေခွင့်တို့ဘာလို့ညာတို့ပုပ်ပလီကပိုင်းပြုမှုတွေနဲ့ဘာလို့ညာတွေနဲ့သာသွားခဲ့ကြမယ်ဆိုလို့ရှိရင်ဒီကနေ့ခေလို့ဗျံပရာလူအဖွဲ့အစည်းမျိုးကြီးရောက်မှာမဟုတ်ဘူးအကျုပ်တို့အများကြီးပြုစုပြောထောင်နိုင်ခဲ့ကြမှာပေါ့နော်အဲ့တော့ ဆောင်ဆိုးရဆိုတဲ့ဟာတွေတို့စောက်နိုင်ငံရေးပါတီတွေတို့ဆိုတာတွေကသူတို့သူတို့အောက်ချုပ်လို့ရအောင်လေရှောက်လုံနေကြတာဗျာတကယ်တကယ်လူအဖွဲ့တိုင်းပြည်နဲ့လူအဖွဲ့စည်းကိုခင်ဗျာပြုစုပျိုးထောင်ဖို့ဆိုတဲ့ဟာဗဇက်ကကပြောတာခင်ဗျာတကယ်လုံကြည့်လေခင်ဗျာတရုတ်ပြည်ဆိုရင်ဟဲ့လားတရုတ်ပြည်လွတ်လပ်ရေးကြေညာတဲ့အချိန်မှာပထမဦးဆုံးမြန်မာနိုင်ငံကသူတို့လွတ်လပ်ရေးကိုပထမဦးဆုံးအသိအမှတ်ပြုခဲ့တဲ့နိုင်ငံအကျုပ်တို့နိုင်ငံအများသူတို့ ဟဲ့လားစင်ကာပူတို့ဘာလို့ညာလို့နှစ်ဘလောက်မှမကြောက်ဘူးခင်ဗျတိုင်းပြည်ကဖုံးကလေးဒိန်ကလေးဒိုင်ကလေးဆိုပြီးတော့တက်သွားတယ်ကျွတ်တို့စစ်ကောင်းဆောင်နေဘာလို့ကျွတ်တို့ကမေကွန်ထုတ်လို့တယ် restoration ကဟဲ့လားမိကြီး resolution နဲ့ပဲကျွန်တော်တို့ကပြန်ပြန်ပြီးတဲ့အခါမှာကျွန်တော်တို့ကဟိုနမူနာပိတ်ပိတ်ပြီးတော့ပြောရတာကြီးလဲမကောင်းဘူးဗျမိကြီး resolution မှာဟာဟာခင်ဗျားတို့ဟဲ့လားဆာမူရိုင်းယဉ်ကျေးမှုကိုဒလုတ်ကိုင်း ဟုတ်လားကင်တိုဓာတ်နဲ့စာမူတိုင်းစစ်တက်ကိုနော်ဟာခင်မီတက်မတော်ကြီးဖြစ်အောင်နော်လုတ်ပြတယ်နော်အာအင်ဂရစ်ကိုယိုသေးကြဘာဘရီယန်တွေကိုမောင်းထောက်ကြလို့ဆိုတော့နော်အဲ့ဒီခစ်ကအမျိုးသားရေးဝါဒပေါ့နော်အဲ့တော့အဲ့ဒီခစ်ကအမျိုးသားရေးဝါဒကဟောဒီကနေ့ခစ်မှာဟုတ်လားစောက်ဟုတ်ဒီလို့ထင်းမနေနဲ့မဘာသားတွေလည်းမမီတဲ့ဘောကိုလှမ်းမလို့အဲ့တော့မာလာတွေကမှဖက်စစ်အဲ့ဒါကြောင့်မလို့ဖက်စစ်စစ်စစ်ဖြစ်ဖို့လိုတယ်လို့တို့ကပြောတာ အမေရိကန်စစ်တပ်လည်းအရင်ရှင်ဖက်စစ်ပဲနော်ဟာအဲ့တော့ဗစ်တိန်စစ်တပ်ကရောအရှေ့အိန္ဒိယကုမ္ပဏီရဲ့တပ်ပဲနော်အဲ့တော့အဲ့ဒါမှအမျိုးဘာသာသာသနာတွေနဲ့ဗာရင်းညာတွေနဲ့သူတို့လှုပ်ချင်တာက classes ကိုသွားကျင်တဲ့ဂျီမန်ဂျပန်နိုင်သူတို့ကိုကျုပ်တို့ကသဘောပေါက်နားလဲတယ်အဲ့ဒီစောက်နလပိန်တုံးနေအဲ့ဘောမာကောင်နေထမိန်ကျုံကောင်နေလို့မဟုတ်တဲ့လူအဖွဲ့အစည်းကိုသူတို့တီထောင်ကျင်နေဆိုတဲ့ဟာကို ကျွန်တော်တို့ကသဘောပေါက်တယ်ဒါလည်းမှတော့ကျွန်တော်တို့ဟုတ်လားဟာဘာလဲအဲ့ဒီဟာနဲ့ပတ်သက်ပြီးတဲ့အခါမှာမာလာဟိုတလော်တော့တရုတ်ပြည်ကပြန်လာတဲ့အခါမှာပြောတဲ့စကားတစ်ခုရှိတယ်ဗျာနော်ကလန်ကဆန်လာမဟုတ်ပါဘူးအဲ့ဒီအဲ့ဒီဟာအဲ့အဲ့ကလန်ကဆန်လို့စကားလုံးမျိုးပဲအဲ့ဒီလူမျိုးတွေနဲ့တော့မဖြစ်ဘူးဆိုသလိုပဲဗျာ ခမားတို့ဟာကဟဲ့လားဟိုဘာလို့ဆယ်တန်းအောင် အမတ်လောင်းအရင်ချင်းဆယ်တန်းအောင်တတ်မှတ်လိုက်တယ်ဆိုတော့ဟာအားလုံးပါဝင်ခွင့်မှာမေကွန်းထုတ်စရာရှိသွားပြီလို့ဘာလို့ညာတို့ဟာခမားတို့လက်တွေ့နိုင်ငံရေးပါတီတွေလုံနေတဲ့ဟာလာကြည့်လိုက်အောင်ခမားတို့ ချီဟိုဟိုဝါရီရခင်ဗျတပတ်လောက်အလိုတပတ်နောက်ဆုံးလို့ဆိုပြီးတော့အလက်လောက်လိုက်တော့မှဟာအမတ်လောင်းရှာကြဘာလုံးကြညာလုံးကြနဲ့ဘယ်မှာတော့ပါတီတွင်ဒီဘိတ်ဖြစ်ဖို့တော့နော်ဟာအမတ်လောင်းနေရာတနေရာအတွက်ကိုဟလာအဲ့နေရာမှာဝင်းပြိုင်နေအမတ်လောင်းဘယ်နှကောင်ကဒီဘိတ်လုတ်ပြီးတော့မှဒီနေရာမှာရခဲ့တာတော့ဘာလို့ညာလို့ဆိုတော့ sound energy လက်ထက်တော့လည်းမရှိဘူးအဲ့တော့အရာမျိုးတွေနဲ့ဒေါ်ဆန်းစွတီဆိုတဲ့စိတ်ကောင်းချိန်ပြီးတော့ ခွေးသားရောင်းတာမျိုးတွေခမရတို့ဘလောက်ခံနေကြမှာတို့ဟဲ့လားနိုင်ငံရေးပါတီထောင်လေးခမရတို့အဲ့မှာတနိုင်ငံလုံးဝေးပြိုင်နေမျိုးနယ်185မျိုးနယ်မှာပါတီယုံပွင့်ရမယ်ပါတီယုံတယုံငားဗျာတယုံငားရင်အ ਨੇ ဆုံးတလောက်ကိုလာစားအဲအခုဈေးနဲ့တော့ကျွန်တော်ထင်တယ်ဖြားမြတမျိုးနယ်ကို3သိန်းလောက်လို့တွက်လို့ရတယ်မျိုးနယ်တရာဆိုရင်ခမရတို့စဉ်းစားကြည့်လေတလာသေးတယ်သိန်း300ကုန်နေပြီ ဲ့တော့တလားကိုသိန်း600လောက်အကုန်ခံလေလုတ်လေဘာအီလက်တင်နဲ့ဟာဘာညာကူအဲ့လူတွေခင်ဗျားတို့နေနေတဲ့အမေရိကန်မှာတောင်မှဟဲ့လားတကယ်ဒိတ်ဒိတ်ကျဲပါတီကြီးနှစ်ခုရှိတာ Republican ရဲ့ Democrat ရဲ့သူတို့ကျန်တဲ့ပါတီတွေလုံနိုင်လား Federal Party တို့ Green Party တို့ဘာလို့ညာတို့လုံနိုင်လားဘာမှမလုံနိုင်ဘူးဟိုအမဲဘာလို့ဘာလို့ကျွန်တော်တို့ဟွာလေးတွေလောက် ပြည်နယ်အုပ်ချုပ်ရေးမှုတို့ဘာလို့ညာတို့ရွေးတဲ့အခါမျိုးတွေမှာတော့ပဲစောင်းထားနိုင်တယ်အဲ့တော့ဟာတနိုင်ငံလုံးဆင်းဟာအဲ့လိုမျိုးဟာခင်ဗျားတို့ငွေတမက်နဲ့ငချင်းကောင်းကင်လို့ရတဲ့စောက်ဆင့်မဟုတ်ဘူးပြတဲ့တကယ်လို့ကမှာဥပမာနိုင်ငံရေးပါတီတွေဆိုသိန်းတစ်ထောင် deposit တောင်းတယ်ဟာကျုပ်တို့ရုပ်တန်လိုင်းလေးလွှင့်ဖို့နော်ဟာဝင်ပြီးတဲ့အခါမှာကျွန်တော်တို့စ조사တဲ့အခါမှာသိန်း9000တင်ခိုင်းတယ်ခင်ဗျာကျုပ်တို့ဆိုဘာအုပ်ချုပ်ရေးဘာဥပဒေပြုရေးဘာတရားစီရင်ရေးမှကျုပ်တို့လုံနိုင်တဲ့ကောင်းနေမဟုတ်ဘူးနော် အဲ့ဒါကဘျူရိုကရက်မက်ကနီဇင်ပဲအဲ့ level ကိုခင်ဗျားတို့နိုင်ငံရေးလောက်ကျင်ပါတယ်ဆိုတော့ကောင်းနေအဲ့ level ကိုရအောင်ကြော်လေအများတို့ဟာကတစောက်ကန်းအောင်စမ်းလို့ပဲသူတို့ဟာလက်နက်ကင်ပြီးတော့ဂျပန်ဘောကိုသွားမှလိုက်တာ ਨੇ ငါတို့ကငါတို့ရှေ့ရစီနီယာစီနီယာကြီးတွေကိုငါတို့ကဟလာတန်းကြော်ခုန်တက်ပြီးတဲ့အခါမှာငါတို့ကနိုင်ငံရေးစီဦးထော့ဘက်ကို စားလိုက်ရခေါင်းစေတော့ဟေးလို့ဆိုတော့စောက်အတွေးခေါ်မျိုးတွေလည်းစုံကန်းတိုင်သိမ့်ပြီး ဲ့တော့အဲ့ဒီနီလန်းနဲ့လောက်လာတာနှစ်တရာနီးနီးပဲလေမနေ့တနေ့ကမှတရုတ်ကအဲ့ဒီမှာပါတော့ဖက်စစ်စန်းကျင်နှစ်80ပြည့်ဆိုပြီးတော့လောက်တော့မှအော်နှစ်80ရှိသွားပြီချားပြီကိုဆိုတော့တုတ်တုတ်ရဲ့လက်နက်ကင်တော်လည်းကလည်းအဲ့ဒီဟာနဲ့အတူတူပဲလေမရဘူးအဲ့ဒီဟာလောက်နဲ့သူတို့စောက်ဗျံပရာတွေနဲ့သူတို့ အမှုတွဲတွေအများကြီးလာလိမ့်မယ်နော်ခမားတို့အဲ့ဒီမှာဘောင်းတက်ဖြတ်ထားတဲ့ကောင်တွေရဲ့စရင်းတို့အဲ့ဒါတွေရဲ့အပြစ်ပေးတာဝန်ယူတာဝန်ခံမှုတို့အမှန်တရားစာဖွေရေးတို့ဘာလို့ညာတို့အဲ့တော့ဒီနေရာမှာကျွန်တော်သတိရလို့ကျွန်တော်တစ်ချက်ပြောခဲ့အောင်မယ်နော်ရိုင်ဂျာတို့ဘာလို့ညာတို့အရေးတွေနော်အိုအာဂျင်တီးနားတို့ဘာလို့မှသွားပြီးတော့တရားစွဲတဲ့ဟာကအဝေးပဲဘယ်သူမှမလာတဲ့နိုင်ငံတွေမှာစွဲမနေနဲ့ဘင်္ဂလားဒေ့ရှ်တို့ယိုရီးယားတို့မှာ သူတို့ရဲ့ဟာကဗျာโอเคကိုမြေတိမ့်နိုင်ထားတယ်ဆိုကိုတိမ့်ထားတယ်မြေထဲမှာနေလေဟလာဟာအရိဟာအတွက်မင်းတို့ကခုခံတော်လံပိုင်ခွင့်ရှိတယ်လို့ဆိုပေမဲ့မင်းတို့လှုပ်ဆောင်တဲ့စစ်စင်ရေးတွေနဲ့စိတ်ရဇဝဲမှုတွေအပေါ်မှာတော့ကဘာကြီးကခွင့်လွတ်ပေးထားတာမဟုတ်ဘူးလို့ဆိုတဲ့ theory ရှိတယ်ဗျာเนาะအဲ့တော့ ဥပမာထွန်းမြတ်နိုင်တို့ဘာလို့ညာတို့မအလောက်ဖွင့်တယ်ဆိုလို့ရှင်တော့အဲ့နိုင်ငံတွေကဖွင့်ပေးမှာမဟုတ်ဘူးပြတဲ့တော့เนาะဒါပေမဲ့ထွန်းမြတ်နိုင်တို့ဘာလို့ဘင်္ဂလားဒေ့ရှ်တရားရုံးတစ်ခုခုတော့ဘာလို့ညာတို့မှာတင့်ဆွဲခင်ဗျားတို့အဲ့ဂျီနိုဆိုက်တရားခံကောင်အနေနဲ့တဲ့တော့เนาะထွန်းမြတ်နိုင်တို့လို့ဟာမျိုးတွေအန်ယူဂျီတို့ဘာလို့ညာတို့လဲသူတို့သုံးတာတွေငွေစည်းမရှင်းနိုင်ဘူးမလားမရှင်းနိုင်ယူရီးယားမှာရှိတဲ့တရားရုံးတစ်ခုခုမှာဆွဲအဲ့ဒါအဲ့ဒါကိုစကလုံးအရာ universal judicial 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 universal judiciary လို့ခေါ်တယ်ဗျာเนาะအဲကျွန်တော်တို့အနာအသက်မဲ့အပြစ်ပေးရေးယူနိုင်တာမျိုးဥပဒေဟိုဘယ်လိုပြောမလဲဗျာနယ်နိမိတ်စီမံကတ်တချက်မရှိဘဲနဲ့တရားစီတရားစွဲဆိုအပြစ်ပေးရေးယူနိုင်တယ် universal judiciary เนาะအဲ့ဒီဟာမျိုး ਨੇ အရင်နေတော့ကဆိုရင်ဥပမာခမာနီတွေတော့ကဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်တို့ဘာလို့မှအဲ့ဒီလိုစွဲမှုတယ်အိန္ဒိယမှာလည်းစွဲမှုတယ်ဒါပေမဲ့အဲ့တော့ကသူကအပြစ်ပေးရေးယူခံရတာကလည်း ဘဘင်္ဂလားဒေ့ရှ်မဟုတ်ဘူးအဲဟိုဟာဘယ်လိုပြောမလို့များတရခံအောင်တရလူအောင်သူတို့နိုင်ငံမဟုတ်ဘူးလို့ဆိုပြီးတဲ့အခါမှာပလတ်တာအဲဒါပေမဲ့ရိုဟင်ဂျာအရေးလိုဟာမျိုးဆိုရင်ဘင်္ဂလားဒေ့ရှ်ကလက်ခံကောင်းလက်ခံနိုင်တယ်နော်အဲ့တော့ဘာပဲဖြစ်ဖြစ်လက်ခံတာလက်မခံတာသူတို့အပန်းကိုလုံရမယ်လူတွေကလုံနေရမယ်အပိုင်းကလုံနေရမယ်အပိုင်းသူတို့လစ်တစ်ချင်တဲ့ကဘာတသိမ်းမှာလက်ခံကျင်လဲလက်ခံလိမ့်မယ်အဲ့ဒီဟာလက်ခံတာလက်မခံတာသူတို့ပါကိုကအမှုဖွင့်ပြီးတော့စွဲနေရမှာ ဥပမာဦးကြည်မြင့်တို့ဘာလို့ဆိုရင်ဟိုအန်ယူဂျီဘာညာပြီးကွာဝေဖန်ညတယ်ဗျာအဲ့လားစည်ရင်စစ်ဖို့တို့ဘာလို့ညတို့ဘို့မဟုတ်ဘူးခင်ဗျားတို့ကတရားစွဲရမှာတရားစွဲရမယ်နီလန်လည်းစိတ်ဆင်းလေးတယ် legal act network ရှိတယ်ဥအောင်ထူတို့ဘာလို့ညတို့လုံနေတာအဲ့ယောစာပို့လိုက်ဆရာကြီးဦးကြည်မြင့်ဆိုပြပြီးတယ်ခါမှနော်အဲ့ဒါတွေအတွက်ဖို20မှုသူတို့လိန်လယ်မှုအကြီးညိုဟိုဘာလို့အလွဲသုံးစားလုံးမှုနော်စည်ရင်ဖြောင်းမှုအင်းဖြောင်းမှုဘာညာကြီးကွာနေဆွဲအဲ့ဒီဟာ တင့်တင့်လျောက်ပတ်တဲ့ universal judiciary နဲ့ဟလားတင့်တင့်လျောက်ပတ်တဲ့တရားရုံးကနေပြီးတဲ့အခါမှာအပြစ်ပေးအရေးယူနိုင်ရေးအတွက်လို့ဆိုပြီးတဲ့အခါမှာ support လာအဲ့ legal and network ကိုခင်ဗျားတို့အကုန်လုတ်ပေးလိမ့်မယ်အဲ့ဒါတွေကလုတ်မပေးလုတ်မပေးဘူးကျုပ်ကတော့ဘယ်တော့မှနေရပို့ထားတာပြောသူတို့အာစောက်ယူတွေဟိုပါခင်ဗျားတို့တိခန့်ခွင့်လွတ်ပေးလိုက်ယူမရဘူးပြအပြတ်ပြတ်သူတို့အပြတ်ပြတ် မြန်မာနိုင်ငံရေးမှာအဲ့ဒီစောက်ချိုးမျိုးနဲ့ဟလာဝင်းလာပြီးတော့လုံရင်တော့တစ်သက်လုံးရှက်နေရတာပါလားလို့ဆိုတော့သိသွားရတော့အောင်ဒီအပြတ်ဖြတ်ကြမဟုတ်ရင်ခမားတို့ခမားတို့သွားပြီးတော့လမ်းမီးရင်တော့ဟိုအားတွေကခမားတို့တဆုံးချမှာပဲနော်အဲ့ဒါတွေတောင်းမလို့လေကျုပ်တို့ကကင်းအောင်နေရှင်းအောင်နေဆိုတာအဲ့ဒါတွေတောင်းမလို့တွေကျွန်တော်တို့ကပြောတာဗျဝေဖန်စရာရှိတဲ့အခါကြာလို့ရှိရင် ဟလာသူစန်စာရဲသူစန်စာတော့ရဲရတာပေါ့လို့ဘာလို့ညာလို့ဖြစ်တော့စောက်တိုင်းပြည်ကမကောင်းဘူးဟာလာအ ਨੇ ဆုံးခမရတို့လူအုပ်ကြီးလက်ခုံတန်လေးလိုချင်တာနဲ့တောင်ခမရတို့တိုင်းပြည်ဘလောက်ခွေးပြင်းနေတော့ခမရတို့ပါတယ်ခမရတို့ပြန်စင်းသားလေနော်